းမဲမင်္ဂလာပါရှင်။ Listener 7 Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်။ကျမကတော့စာဖတ်သူအိမ်ထက်ဖြစ်ပါတယ်ရှင်။ကျမခုဖတ်ပြမှာကတော့စာရေးဆရာကြီးမင်းနီရဲ့ထော်ဝတ္ထုတုံများထဲမှာစာရေးဆရာကြီးမင်းနီရေးသားခဲ့တဲ့ထော်တော်လားလို့အများရဲ့ဝတ္ထုတုံတွေဖြစ်ပါတယ်ရှင်။ကျွန်တော်ဟာချောင်းဦးမြို့နယ်အတွင်းကမကြီးကွာရွာတွင် ကျမ်းမာရေးကိစ္စရပ်များနဲ့ပတ်သက်ပြီးအထူးတာဝန်ပေးထားသဖြင့်ရောက်ခဲ့ရပါတယ်။ မကြီးကွားရဲ့ပဝင်းခြေ၌ရှိသောကျေးရွာများကိုလည်းမကြာမကြာလှဲ့လေကြည့်ရှုရမယ်လို့လည်းအထက်အမိန့်ကဆိုထားပါတယ်။ဒို့နဲ့မကြီးကွားရွာရောက်ပြီးခုနှစ်ရက်ခန့်ကြာသောအခါခရီးထွက်ရန် အကြောင်းတိုက်ဆိုင်လာပါတယ်။ကျွန်တော်မှန်းထားသောခရီးစဉ်မှာမကြီးကွားရွာမှ မကြီးပုတ်ရွာကိုဖြတ်ပြီးတောကျောင်းတွင်ညစ်အိမ်ရန်ဖြစ်ပါတယ်။တောကျောင်းရွာကလေးတွင် ကြောက်ရောဂါကာကွယ်ရေးလုပ်ငန်းများကို စစ်ဆေး၍လိုအပ်ပါက ကိုယ်တိုင်ကြောက်ဆေးထိုးပေးရန်ရည်ရွယ်ပါတယ်။ထိုရွာမှတဆင့်နောက်နှစ်ရက်တွင် အမြင့်ရွာကိုကူးရန်ဖြစ်ပါတယ်။အမြင့်ကျေးလက်ကျမ်းမာရေးဌာနမှ ကျမ်းမာရေးမှုနှင့်တွေ့ဆုံပြီးအခြားကိစ္စရပ်များလိုအပ်ရင်လိုအပ်သလိုတိုင်ပင်ဆွေးနွေးရန် ဖြစ်ပါတယ်။မကြီးကွာရွာတွင် ကျွန်တော်ထွက်မဲ့နေ့ကမုံရွာပရိမသွားတဲ့ကားရှိလို့ရှိညာစောင့်ကြည့်ပါသေးတယ်။ ခါတိုင်းရက်မှန်ထွက်လေရှိပါတယ်။ယခုမိုးတွင်ဖြစ်နေသဖြင့်လမ်းတလျှောက်ဘွက်များထူထပ်သဖြင့်ကားမထွက်နိုင်ပဲရက်ပြက်နေဟန်ရှိပါတယ်။နောက်ဆုံးကားကိုအားကို၍မဖြစ်တော့ပါ။မိုးကုံကနီးလာပြီးဖြစ်သဖြင့်ဂျုံဆိုင်ခင်းများကိုတောင်သူများအာသွန်ခွန်ဆိုင်ထွန်နေကြခြင်းဖြစ်ကြပါတယ်။ထို့ကြောင့်လှဲအကူအတန်းလည်းတိတ်မရှိပါ။တကူးတကငှား၍လည်းမလိုက်နိုင်ကြပါ စင်မစည်းရဟူသောပြည့်ညက်ချက်ကြီးကလည်းဥထိတ်ရွက်ထားရပြန်သည်နှင့်မတော်ရင်မဖြစ်တော့သည့်အဆုံးတွင် ဝင်ချင်းချင်းဖြစ်အောင် အဝတ်အစားအနည်းငယ်ကိုအိယာလေးသေးသေးတွင်ထက်စာရွက်စာတမ်းနှင့်ကြောက်စေးကရိယာအဆုံးတို့ကို လွယ်အိတ်နှင့်လွယ်ပြီးကို့ဝန်ကိုထန်းကခြေချင်းထွက်ရန်ဟန်ပြင်ရပါတော့တယ်မကြီးกว่าတွင်ကျွန်တော်တဲခိုနေတဲ့တကြီးဥစိန်နဲ့တကြီးကတော့အကြည်တို့မှာ အလွန်သဘောကောင်းကြပါတယ်ကျွန်တော်အတွက်စားမှုတောက်မှုက အစရေချိုးအဝိလျှော်သည့်အထိလိုလေသေးမရှိသားချင်းအရင်အခြားသဖွယ်ပြုစုထားကြပါတယ်အိယာနေယာထိုင်ခင်းအားလုံးတို့ကိုလည်းအထူးတန့်ပြက်အောင်ဆောင်ရွက်ပြုလုပ်ပေးထားပါတယ်ဥစိန်နဲ့အတူအကြည်ပါရင်းရင်းနှီးနှီးခင်မင်းလေးစားစွာဆက်ဆံကြသဖြင့်ကျွန်တော်တွင် အလွန်အနေသားရလျက်ရှိခဲ့ပါတယ်ကျွန်တော်ခရီးထွက်မဲ့နေ့ကလှဲကြုံမရှိ ကားကြုံမလာသဖြင့်အိမ်ရှင်များစိတ်ကောင်းကြဖို့မပေါ်ပါ။နနက်စာစားပြီးတခုကြုံမလာလို့စောက်မာသေးတယ်။နောက်ဆုံးအချိန်ကုန်နေမြင့်လာမှဆိုးသဖြင့်ကို့အထုပ်ကိုသေးကခြေကျင်ထွက်ခဲ့ရပါတော့တယ်။ချောင်းဦးမြို့နယ်ဆိုသည်မှာ မုံရွာခရိုင်အတွင်းဖြစ်သဖြင့်မိုးခေါင်ရေရှားဒေသတို့ရဲ့ထုံးစံအတိုင်းမိုးတွင်းဆိုရတော့လေတခါတခါခေါင်လင်းတော်တော်ခေါင်တက်ပါတယ်။မိုးတခါရွာမဲ့အေးဆိုးပြန်ရင်လဲ ခုနှစ်ရက်ရှစ်ရက်ကကြိုတင်ပြီးအပူကြီးပူလေးရှိတတ်ပါသေးတယ်။ယခုကျွန်တော်ခရီးထွက်သည့်နေ့မှလည်းအပူကြီးပူသောနေ့မျိုးနဲ့ကြုံကြိုက်နေပါတယ်။မကြီးကွာရွာကလေးကထွက်လာပြီးဆိုကလေးကတစ်ပင်ရိတ်ဆို၍လမ်းဘေးဝဲရပေါက်နေကြတဲ့နဘူးပင်အနှယ်များမှလွဲ၍ကြီးကြီးမားမားသိပ်မရှိပါ။တခါတရံမှ မကြီးပင် တမာပင်ကျို့လိုကျဲတဲ့တွေ့ရပါတယ်။နေပြင်းလာတာနဲ့အမျှ ခြေလျှောက်နင်းနေရသောတဲလန်းကြီးကလည်းအပူဓာမြပြင်းပြင်းလာပါတယ်။ပခုံးပေါ်မှတဲခဲ့ရတဲ့အိယာလေးကိုနေပူဓာမတတ်တာရစီတော့ဟူသောသဘောနဲ့ကြောပေါ်တွင် အလျားလိုက်တင်ပြီးလက်နဲ့ပခုံးပေါ်မှကွေးချကာဆွဲခဲ့ရပါတယ်။ထိုအခါမှ လွယ်အိတ်လဲပခုံးပေါ်မြဲနေပါတယ်။သို့သောခရီးတော်တော်ပေါက်မိခဲ့လျင်လွယ်အိတ်ရောအိယာလေးပါ ဝင်ပြီးလေးလာကြပါတော့တယ်။တကူလုံး ချွေးများလည်းနစ်နေအောင်ထွက်လာကြပါတယ်။သို့တော်မတက်နိုင်မှာတကိုယ်တည်းညီးနေ၍အကြောင်းမထူးပါ။လမ်းတော်တိုင်းအိယာလေးကလေးတပုတ်ပုတ်ကြောပြင်းနဲ့ရိုက်လျက်အတန်မြီပြီးပါလာပါတယ်။ထိုအခါလေဟတ်သဖြင့်ကြောပြင်းမှာအေးကနေအေးကနေ ဖြစ်သွားပါတယ်။ကျွန်တော်သွားနေတဲ့တောအတွင်းလူသူလေးပါတယောက်တလေမျှမတွေ့ရပါကျွန်တော်ဝဲရာကို ကြည့်လိုက်ရင်လေနဘူးချုံများ၊ရာခင်းများစသည်ဖြစ်တာရှိပါတယ် တောအုပ်တောတန်းဟူ၍မရှိပါကျွန်တော်မကြီးကွားတွင် နေစဉ်၂ရက်၃ရက်အတွင်းကမတင်ငါခွဲလူတစုစားလင်းကြီးနဲ့ရေစကြိုနေဆက်ရှိငခုံလေးစက်ကျက်ရွာပတ်စီမှာ မြစ်ကိုကူပြီးမကြီးကွားရွာကို ရောက်တလို့လို့ကောလာဟာလာကြားရပါတယ်ယခုကျွန်တော်ရောက်နေသောလမ်းမှာမကြီးဘုံနဲ့မကြီးကွားရွာအကြာ ဖြစ်နေပါတယ်မတော်တဆအနေရပေးမဲ့သူများနဲ့တွေ့ရင်ဟူ၍တွေးပြီးစိုးရင်တလို့လို့ဖြစ်သွားမိပါတယ် ကျွန်တော်တွင်လက်နက်ဆို၍ကြောက်စေးထိုးရန်ယူလာတဲ့အက်ကလေးနှစ်ချောင်းမှလွဲပြီးဘာမှမပါခဲ့ပြီအရေးကြုံရင်ကြုံသလိုပြေးရတော့မိတာဖြစ်ပါတယ်ထို့ကြောင့်တခါလောက်ခရီးပေါက်ပြီးဆိုရင် တထောက်ရက်ပြီးခရီးအဝေးကိုလှမ်းမြော်စုံစမ်းကြည့်ရှုပြီးခတ်တုတ်တုတ်သွားနေရပါတယ်နေဟာ ပူတဲ့တက်ပူလာပါတယ်ခြေထောက်ကဖက်နှက်ပါသည်ဟုဆိုရတော့လေတဲတဲတွင်နှိမ့်၍မြုပ်မြုပ်သွားပြီး ရက်ကန်ရက်ကန်နဲ့လှမ်းနေရသောကြောင့်ခြေဖဝါးတွင်မကပါခြေဖမိုးနီးနီးအထိပူပါတယ်အဲ့ရလိတ်ထမ်းရသောကြောင့်ထီးကိုလည်းဝင်းကျဲမီဆိုးသဖြင့်မယူခဲ့နိုင်ပါထို့ကြောင့်နေပူတံကို ပို၍ခံရပါတယ်အုတ်ထုတ်ကလည်းမရှိပြန်နဲ့ခေါင်းမှထွက်လာသောချွေးတို့ဟာဇပင်မှတဆင့် CB အင်ကြီးကော်လန်နဲ့ဂုတ်အတွင်းသို့ပောက်ခနဲပောက်ခနဲကျလာပါတယ်နှစ်ဖူးမှချွေးတို့ဟာစိုးပွဲမရှိပြီး မျက်နာတစ်ပြင်လုံးစီးပြီးမျက်လုံးထဲဝင်ကြသဖြင့်ကျိမ့်ဆက်နေတော့တယ်။နေကာမျက်မှန်မှာနှာခေါင်းအပေါ်ကရှော်ပြီးကြယုံမကပါးနဲ့ထိတော့မှန်အောက်ခြေအပိုင်း၌ချွေးများစီးပြီးမှုံကုန်သဖြင့်နောက်ဆုံးအတုံးမဝင်တဲ့အပြင် အနောက်အရှက်ဖြစ်လာ၍ချုပ်ပြီးအိတ်ထဲထည့်ထားလိုက်ရတော့တယ်။တစ်ချက်တစ်ချက်ဗစက်ဖြစ် လေမှုတ်ပြီးရင်ဘက်ကိုအေးအောင်ပြုတ်လုပ်မိပါတယ်။တစတစချွေးအထွက်များလာသဖြင့် ရေငတ်လာပါတယ်။ရေဘူးကလည်းမရှိသဖြင့်မတည်ခဲ့ရပါ။ရိုးရိုးမြေမာဆိုလျင် ကျွန်တော်ခြေလန်းတော်တော်တွတ်ပါတယ်။ယခုသဲလန်းတွင်တော့မတွတ်နိုင်တော့ပါ။မတွတ်ယုံမကရက်ကန်ရက်ကန်ဖြစ်ယုံနေရသဖြင့်ခြေသလုံးချွတ်သားများတင်းပြီးအောင့်လာကြပါတယ်။အောင့်တော့လေနားရံအရှိတ်ကောင်းကောင်းမတွေ့သေး၍ဆက်လျှောက်နေရပါတယ်။မကြီးပုတ်ရွာကိုရောက်ရန်လဲအတော်လိုပါသေးတယ်။တနေရာတွင် မတက်တာတော့ပါခြေသလုံးကြွက်သားတစ်ဖက်မှာ လုံးပြီးဆုသွားကြဟန်တူပါတယ်ကျွန်တော်လဲချက်ချင်းဒူးကိုကိုးပြီးမြေကြီးပေါ်ခြေဆင်းထိုင်လိုက်ရပါတယ်ကြွတ်တက်တယ်ဆိုတာဒါကိုလို့ကိုယ်တိုင်ခံစားရမှသိလာပါတယ်အလွန်နာပါတယ်လက်နှစ်ဖက်ဖြင့်တဖြည်းဖြည်းနှိပ်ပြီးဖြီးချရပါတယ်ချွေးအထွက်များသဖြင့်ဖြစ်သွားဟန်တူပါတယ်ကြွတ်အတက်တက်တာသွားပြီးဆက်၍မကြီးပုတ်ရွာအရောက်လှမ်းခဲ့ရပါတယ်ထိုရွာရောက်မှရေအိုးစင်အရိပ်ဝင်ကား ရေကိုအားရပါရတောက်ရင်ချွေးသိပ်ရန်နားလိုက်နိုင်မှာတော့တယ်။မကြီးဘုတ်ရွာကလေးမှာမုံရွာခရိုင်တွင်မပါဝင်ပါ။သခိုင်းခရိုင်အတွင်းမှာပါဝင်တဲ့ရွာကလေးဖြစ်ပါတယ်။အတိမိတ်ဆွေကလည်းမရှိ။တကားမှလည်းမရောက်ဖူးသဖြင့်တအိမ်အိမ်ဝင်ရန်စိတ်မကူးမိတော့ပေ။ခလေးနှစ်ယောက်သုံးယောက်ဘယ်တော့မှပေါက်လာကြသည်မသိပါ။ကိုလုံးဒီကလေးတွေနဲ့အသားမင်းမင်းဘိုက်ရွှဲရွှဲကလေးများနဲ့ကျွန်တော်ကို အထူးအဆန်းသဖွယ် ဝိုင်းကြည့်နေကြပါတယ်ခလေးတယောက်မှာမျက်ခန်းဆက်နေပါတယ်ဖြုတ်များသူ့မျက်စိတွင်ဝိုင်းအောင်နေကြပါတယ်လက်နဲ့ခတ်မပစ်ပဲမျက်စိကိုမှေးခြေထောက်ကလေးနှစ်ဖက်ကိုလိမ်ထားပြီးလက်နောက်ပြည့်၍စတိုင်ပါပါနဲ့ကျွန်တော်ကိုကြည့်နေပါတယ်သူ့သပင်ကလေးတွေမှာနီနေကြပါတယ်ရင်ဘတ်နဲ့ဗိုက်တပြင်းလုံးချွေးများအကြောင်းအကြောင်းထက်နေတယ်ဝိုင်းအကြည့်ခံရသောကလေးများအကြားတွင် ကျွန်တော်အနေရအထံရခတ်လာပါတယ်။ရေအိုးရွက်လာတဲ့မိမတက်ရောက်မှာလုံကြီးကိုခါးမှာဝတ်ထားပြီးကျဲသီးတစ်လုံးသာတတ်ထားတဲ့ဘော်ရီအင်ကြီးကိုဝတ်ထားတယ်။အပေါ်ဝတ်တော်မပါလမ်းလျှောက်တိုင်းတွဲကြနေသောသူ့ရင်သားတို့မှာအတိုင်းသာပေါ်နေကြပါတယ်။ကျွန်တော်ကိုတလှဲ့ခလေးများကို တလှဲ့ကြည့်။ဟဲ့ကောင်လေးတွေသွားကြစမ်းလူကြီးကို အားနာစရာနင်တို့ဘာမှတ်လို့ကြည့်နေကြတာလဲလို့ငေါက်လွတ်ပါတယ်။တော်ပါသေးတယ်။ အယူမှတ်လို့ကြည်နေကြတာလားလို့စိုးမသွားသေးပေအကျိုးအကြောင်းသိကျင်သဖြင့်ကျွန်တော်လဲကြာကြာမထိုင်အားတော့ပါခတ်တုတ်တုတ်ကို့အိတ်ရလေးကိုတိုင်ထမ်း၍ထွက်ခဲ့ပါတော့တယ်ရွာပြင်ရောက်ရင်မကြီးပင်အုပ်များတွေ့ရပါတယ်သဲပြင်ကလေးမှလဲဖွေးနှုတ်၍အရိပ်အောက်မှ ရှိနေသဖြင့်အေးနေပါတယ်မကြီးပင်များမှလဲတောအုပ်ကလေးတစ်မြပေါက်နေကြပါတယ်လူသူလဲကင်းရှင်းပါတယ်ထိုနေရာတွင်နားအောင်မယ်လို့သဘောရပါတယ် တစ်ပင်ရင်တစ်ခုတွင်အိယာလေးကိုချ၍တဲပြင်တွင်ကြောခင်းပြီးနားနေလိုက်ရင်ကျွန်တော်ဟာခက်အေးအေးရှိသဖြင့်တမဲပင်ပျော်သွားပါတော့တယ်။တရေနိုးလာတဲ့အခါနေလဲအတော်ချိုသွားပါသဖြင့်ခရီးဆက်ရန်လဲတိတ်မဝေးတော့ပြီ။တစ်ပင်ရိတ်ထဲမှတော်တော်သွားမိလျင်အင်းကြီးတစ်ခုကို တွေ့ရပါတယ်။ထိုအင်းကို ဖြတ်ကူးရန်ကရှိနေပြန်ပါတယ်။ရေပြင်ကကျဲလဲကျဲနက်လဲနက်ဟန်တူပါတယ်။အင်းရဲ့တစ်ဖက်တွင် လှေကလေးတစ်စင်းရှိတော့လဲလူတယောက်မှမမြင်ရသေးသဖြင့်အရေးအခြေကြည့်နေရပါတယ်။လှေဆောင်ရင်းဆောင်ရင်းဖြင့်နေလုံးတော်တော်ကျသွားပါတယ်။ဂရုဆရာဂရုဆရာလို့ခေါ်သေးတော့လဲပြန်ထူးတန်လဲမပေါ်လာ လူရိတ်လဲမမြင်ရပါ။နေလုံးပျောက်သွားရင် မကြီးပုတ်တို့ပြန်ပြီးအိပ်ရပါတော့မယ်။နေဝင်ကာနီးလောက်ရောက်မှလှေတစ်စင်းနဲ့လူနှစ်ယောက်ကျွန်တော်ဘက်ကိုလှော်လာကြပါတယ်။သူတို့ရောက်လာရင် အကျိုးအကြောင်းပြောပြီးအခုအညီတောင်းရပါတယ်။ချက်ချင်းလှော်ခတ်၍ပို့ကြပါတယ်။အင်းတစ်ဖက်ကန်းရောက်၍ကတို့ကပေးတော်လဲမယူကြပါ။၎င်းတို့မှာအင်းလုံသားများဖြစ်ကြပါတယ်။အစိုးရဘက်မှလူများအားအခမဲ့ပို့ရမယ်လို့တာဝန်ပေးထားသဖြင့်မယူပါလို့ပြောကြပါတယ်။အင်းဆောင်မှတက်လျင်တက်ချင်းရွာကလေးကို တွေ့ရပါတယ်။သို့တော်လူမရှိသောရွာကလေးလိုတိတ်ဆိတ်နေပါတယ်။ခွေးဟောင်းတံမင်မကြားရပါဘူး။ တဲကလေးများမှာ ပိတ်ထားကြသည်ရှိပြီးတချို့မှာလည်းဟာလာဟင်းလေးပင် ဖွင့်ထားကြပါတယ်လူဆို၍တယောက်တလေမျှပင် မတွေ့ရသလိုတိတ်ဆိတ်နေပါတယ်ရွာနှဘေးတွင်လက်ပံပင်ကြီးများရှိပါတယ်ထိုတစ်ပင်ကြီးများအနားတွင်ထင်းကောက်နေသောခါကုံကုံနှင့် အဖွားကြီးတယောက်ကိုတွေ့ရပါတယ်ထိုအဖွားကြီးအနာသွား၍အမေကြီးဒါဘာရွာလဲလို့မေးရပါတယ်နားလေးပုံရပါတယ်တော်တော်နဲ့အေးမလုပ်ပါ ခက်ကြဲကြဲအော်ပြောမှအင်းပေါက်ရွာလေးလို့ပြောပါတယ်ကျွန်တော်မှတောကျောင်းကိုသွားရမည်ဖြစ်ပါတယ်ထို့ကြောင့်တောကျောင်းရွာဘယ်မှာလဲလို့မေးရပြန်ပါတယ်ဟိုဟာတောကျောင်းပဲလို့အဖွားကြီးကလက်ညှိုးထိုးပြရာကြိလိုက်မှရွာချင်းကတ်နေသည်ကို တွေ့လိုက်ရတော့တယ်အကျိုးအကြောင်းသိခြင်းသဖြင့်ဒီရွာမှာလူတွေမရှိကြဘူးလားလို့မေးမိပါတယ်မရှိကြဘူးဟိုအထက်စစ်တောင်တို့ယူဝါတို့ကိုသွားပြီးတိုက်ခုတ်ကြတယ်လို့ပြောပြပါတယ် ထို့အခါမှကျွန်တော်သဘောပေါက်မိပါတယ်။ဤဒေတာမှ အချို့ရွာများဟာအထက်ချင်းတွင်းသို့နှစ်လုံးပေါက်နီးနီးအိမ်သူအိမ်သားများပါလှေနဲ့စံတက်ကြပြီးစခန်းကောင်းတဲ့နေရာတွင်တစုတဝေးစတဲ့ချပြီးတစ်ခုတ်ချင်းဝါးခုတ်ချင်းငါးဖန်းချင်းစသည်တို့ကို ပြုတ်လုပြီးရွာကိုခဏတစ်ဖြုတ်သာ ပြန်လာလေရှိကြပါတယ်ကျွန်တော်ဟာ အင်းပေါက်မှတောချောင်းရွာသို့ဆက်လာခဲ့ပါတယ် တကြီးအိမ်ကိုမေးပြီးထိုနေ့အဖို့စတဲ့ချတဲခိုရန်ဖြစ်ပါတယ်။တကြီးအိမ်ဝင်းမှာအကျယ်ကြီးဖြစ်တယ်။ဝါးများနဲ့ဝင်းထရန်ရက်ကာထားတယ်။အိမ်မှာနှစ်ထပ်ပြင်အောင်သွမိုးနဲ့ဖြစ်တယ်။ကျယ်ကျယ်ဝုံဝုံတတ်တတ်ရဲ့ရဲ့ဖြစ်တယ်။ဧည့်သည်များအတွက်ခိတဝင်ရောက်နေထိုင်ရန်ပြုလုပ်ထားဟန်ရှိတဲ့ဝကကထလမိုးတဲတလုံးရှိတယ်။အိမ်ရှိမျက်နှာစာဘေးနာကြကြတွင်စောက်ထားတယ်။ကျွန်တော်က ထိုတဲအတွင်ထိုင်ရန်နေရာပေးပါတယ်တဲအတွင်၌ကိုပြည့်မြင့်မြင့်တစ်ချက်ရှိတယ်၎င်းရဲ့ခြေရင်းတွင် နောက်မီနှင့်တန်ရာတစ်ခုရှိတယ်ဇပွဲတစ်လုံးကိုပြည့်ပေးမှချထားတယ်ဧကန်ဇပွဲသာဖြစ်ပေမယ်ကျွန်တော်လဲခုံတန်းရာပေါ်တွင်အိယာလေးနဲ့လွယ်အိတ်ကလေးချပြီးထိုင်နေရပါတယ်အသက်50ကျော်ကန့်လူကြီးတဦးကကျွန်တော်ကိုဧကန်စကားလေးပြောပါတယ်ပြောင်းမှုဘက်ဆေးလိပ်ကြီးကို လက်ကလည်းမချပါဗစက်ကလည်းမပြတ်ဖွာနေပါတယ် ုတ်ပစ်ကြီးပေါ်တွင်စောင့်ကြောင့်ထိုင်လျက်ဇပွဲပေါ်မှဆေးလိပ်ခံတွင် ပြာများချွေလိုက်ဆေးလိပ်ဖွာလိုက်နဲ့မပြက်လုံနေပါတယ်ကျွန်တော်ထိုင်သောတန်းရမှာအတော်ကလေးနေပါတယ်ထိုလူကြီးကိုစကားပြောတိုင်းမော့မော့ကြည့်ပြီးပြောရပါတယ်တကြီးခရိုင်ဝန်ရုံးကိုတွားနေတယ်လို့သိရပါတယ်မြည်သည့်နေ့ပြန်လာမည်လို့အတိအကျမသိရသေးလို့ဆိုပါတယ်နတ်ပြန်လဲရောက်ချင်းရောက်လာမယ်တပတ်ခါမှလဲရောက်ချင်းရောက်လာမယ်လို့ပြောပါတယ် ကျွန်တော်ကိုဘာကိစ္စနဲ့လာတယ်လဲလို့မေးပါတယ်ကျွန်တော်ကကျမ်းမာရေးလုပ်ငန်းများနဲ့ပတ်သက်၍ကြောက်ဆေးထိုးထားတဲ့အခြေအနေသိလို့၍စစ်ဆေးပြီးဆေးထိုးတဲ့ကထိုးပေးလို့၍လာခဲ့ကြောင်းကို ပြောပြပါတယ်ကျွန်တော်ကိုဧည့်ခံသောအဖိုးကြီးသဘောပေါက်သွားဟန်တူပါတယ်အော်အော်မောင်ကကြောက်ထိုးစရာကိုလို့ပြောပြန်ပါသေးတယ်အမှန်ကကျွန်တော်ကျမ်းမာရေးမှုပါကို့အောက်ကအမှုရမ်းတူဖြစ်တဲ့ကြောက်ထိုးစရာလို့အထင်ခံရသွားဒီမှာ ကျွန်တော်အတွက်ဘာမှဖြစ်မသွားနိုင်ဒီမှာမှန်တော့လဲပုံတော့ပဲ့သွားပါလေသို့တော့ဘာမှရှင်းမပြကြင်တော့ပါခက်အေးအေးအပန်းဖြေရင်စကားကိုနဲနိုင်သမျှနဲအောင်ချိုထားမိပါတယ်လူကလည်းပင်မလာပါနဲ့မနှက်စာသာစားခဲ့ရပြီးနေခင်းကဘာမှမစားခဲ့ရသဖြင့်စားလဲစားလာပါတယ်ဝမ်းထဲမှာတကြုံကြုံညီနေကြပါတယ်ဘယ်အချိန်ထမင်းခူးပြီးစားရအောင်ခေါ်မလဲလို့မျော်လင့်ရင်းနဲ့အချိန်များကုန်သွားပါတယ် ။မြင့်ဟာမှောင်တဲ့တက်တာမှောင်လာပါတယ်။မျော်လင့်တဲ့အတိုင်းဖြစ်မလားသဖြင့်နာယီက၈နာယီခွဲတာတာရှိလာပြီးဖြစ်သည့်အခါမျော်လင့်ချက်ကိုဘေးဖယ်ထားလိုက်ရပါတော့တယ်။၉နာယီတာတာလောက်ရောက်လျင် အဖိုးကြီးအိတ်ချင်စပြုလာဟန်တူပါတယ်။အဖိုးကြီးသာမဟုတ်ကျွန်တော်လဲခြေဆန့်လက်ဆန့်လွှဲခြင်းစိတ်ပေါက်လာပါတယ်။သို့တော့အဖိုးကြီးအရေးအခြေစောင့်ကြည့်နေရပါတယ်။ဧည့်သည်ဖြစ်သူက ဘယ်မှာအိပ်ရမလဲလို့မေးရမယ်အစားအိမ်ရှင်ကအိပ်ရပေးမှသာအိပ်၍ကောင်းပါလိမ့်မယ်ခဏကြာနဲ့အဖိုးကြီးတဲပြန်ထွက်သွားပြန်ဝင်လာပါတယ်ကိုပြစ်ပေါ်တွင် သူ့ခေါင်းအုပ်နဲ့အိပ်ရများပြင်ဆင်နေပါတယ်ကျွန်တော်ကလည်းကိုင်းဆရာလေးလည်းအိပ်ချင်ရောပေါ့အဲ့ဒီတန်းရပေါ်မှာအိပ်ပေတော့လို့ပြောရင်းဆိုရင် အဖိုးကြီးအိပ်ရဝင်တော့တယ်ကျွန်တော်လည်းပါလာတော့အိပ်ရလေးကလေးကို ဖြီး၍ခုံရှည်ပေါ်တွင်လှဲချလိုက်ပါတော့တယ် ယခုမှပင်ညောင်းရလာသမျှကိုစန့်တန်းလိုက်ရသဖြင့်နေသားထိုင်သာရှိသွားပါတယ်ခဏကြာလျင်ကျွန်တော်ဟာအမေကနေအိတ်ချင်စပြုတ်လာပါတော့တယ်အိတ်တော့မဲလို့အာယုံကိုချထားတာရှိပါသေးတယ်စိတ်ရနှောက်ရက်ဖြစ်เสียကြုံလာပါတယ်၎င်းမှာအချားမဟုတ်ပါစောစောကဘယ်နေရာရောက်နေမှမသိရတော့ခွေးကကျွန်တော်ခုံတန်းရနာလာရက်ပြီးဗဇက်ကတဆူဆူလာလုံနေခြင်းဖြစ်ပါတယ် ခေါင်းထောင်ကြည့်လိုက်ရာခွေးမှာကျွန်တော်အပေါ်ခုံတော့မလို့လို့နောက်ခြေနှစ်ချောင်းဆုလိုက်ရှေ့ခြေနှစ်ချောင်းဆုလိုက်ကိုကိုကြုံလိုက်ဆန့်လိုက်နဲ့ဖင်ကိုလည်းတယမ်းယမ်းတလှုပ်လှုပ်လှုပ်နေပါတယ်ကျွန်တော်ငေါက်လဲမငေါက်ရေးပါ မတော်တဆမျက်နာကိုခုံဟတ်လိုက်ရင်ခတ်ပါမယ်တခြားကိုလည်းမတော်ပါစောစောကကျူကျူနဲ့မြည်နေရမှကျွန်တော်ခေါင်းထောင်ကြည့်ကမှကျွန်တော်ကိုသေးသေးချာချာကြည့်ပြီး တစ်ချက်နှစ်ချက်ဟောင်းပါသေးတယ်။ခွေးကလည်းအညာစီမဝက်လိုက်ခွေးမျိုးဖြစ်ပါတယ်။တိတ်မထွာလာတော့လဲတတ်တိရှိပြီးကိုအားကောင်းသောနရွက်ကုတ်မျက်လုံးပြူးပြူးနဲ့ခွေးမျိုးဖြစ်ပါတယ်။ကျွန်တော်အကြံရအိုက်နေစဉ်ခွေးဟာ ရှေ့ချေနှစ်ချောင်းခုံတန်းပေါ်လှမ်းတင်ပြီးကုတ်လာပြန်ပါတယ်။ကျွန်တော်တော်တော်လန့်ပြီးဟဲ့ခွေးလို့ငောက်လိုက်မိပါတယ်။ခွေးလည်းနောက်ဆုတ်သွားပါတယ်။အဖိုးကြီးက အခြေအနေကိုသိသွားပုံရပါတယ်။ထတော့မကြည့်ပါ။မောင်းလဲမမောင်းပါ။အိတ်ရာထဲမှာအိတ်မပြက်ကပင်ကျွန်တော်ကိုအားပေးပါတယ်။ဆရာလေးဒီကောင်မကြောက်နဲ့ဗျ။ဒီကောင်တက်လာရင်ကံသာချလိုက်ပါ။ဒါက तू အိတ်နေကြနေရာကိုလို့ပြောပါတယ်။အဖိုးကြီးပြောမှကျွန်တော်ဟာဒီရအခက်မဒီရအခက်ဝမ်းနေရအခက်မနေရအခက်ဒေါသဖြစ်ရအခက် ရှက်ရအခက်မရှက်ရအခက်ကြုံဆုံလက်ရပါတော့တယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်ရှင်